်ပဲခူးတိုင်းဖွံ့ဖြိုးတိုးတက်ခြင်းတက်ခိုင်ရေးပါတီကိုသာရွေးချယ်မင်းပေးရေးစင်ုံကြဖို့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီလက်အောက်ခံပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစွေဝင်းကနှဝင်ပါလာ၃ရက်နေ့ကပြုလုပ်တဲ့ရုံပိုင်းဆိုင်ရာအစည်းအဝေးမှာပြောဆိုခဲ့လို့ NCDM ဝန်ထမ်းတွေကပြောပါတယ် ။ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ယုံမှနိုဝင်ဘာလ3ရက်နေ့ကပြုလုပ်တဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးအတွင်းဝန်ထမ်းတွေစက်ခိုင်ရဲ့ပါတီကိုသာမေးပေးဖို့မိမိတာဝန်ကျရာနေရာတွေမှာစီရင်တော့ဖို့ပြောဆိုတာလို့နန်းစီဒီအန်ထွဲဝန်ထမ်းတယောက်ကဒီပူပီကိုပြောပါရင်စက်ခိုင်ရဲ့ပါတီကလည်းပဲခူးမြို့နယ်မေးစံတာနဲ့အတွက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရသူအကုံယူ FPTP စနစ်ကဝင်ပြိုင်မဲ့ဝန်ကြီးချုပ်တယောက်အနေနဲ့အခုလိုဖိအားပေးပြောဆိုတာဟာဥပဒေနဲ့မညီညွတ်ဘူးလို့နန်းစီဒီယန်ဝန်ထမ်းတယောက်ကဝေဖန်ပြောဆိုပါတယ်။ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစွင်မှာအရင်ကဒူရေးချုပ်တစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအာနာသိမ့်ပြီးတဲ့နောက်စစ်ကောင်းဆောင်ကဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ ရွှေပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာစစ်ကောင်စီတပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ပိုစတာကတ်တာလက်ကမ်းစာဆောင်ဝေတာတွေကိုနိုဝင်ဘာလ3ရက်နေ့မှာပြုလုပ်ခဲ့လို့အင်းလေးလူထုလှုံ့ရှားမှုအဖွဲ့ကပြောပါတယ်အင်းလေးကအနောက်ကျန်းကငဖေးချောင်းအင်ဘောခုံခေါင်တိုင်းနတ်ပန်နဲ့တလေးဦးကြည့်ရအုပ်စုတွေမှာပိုစတာကတ်တာတွေနဲ့လက်ကမ်းစာဆောင်ဖွေတာတွေပြုလုပ်ခဲ့လို့ဆိုပါတယ် ။ဒဇင်မာလာမှာပြုလုပ်မဲ့ရွှေကောက်ပွဲဟာစစ်ကောင်းစီအတွက်ထွက်ပေါက်ဖြစ်မယ်မယ်ပြည်သူတရက်လုံးအတွက်ပိုပြီးဆင်းရဲဒုက္ခရောက်စေမယ်ထောင်ချောက်ရွှေကောက်ပွဲဖြစ်တာကြောင့်ပြည်သူတွေကိုအသိပညာပေးရလို့အင်းလဲလူထုလှုံ့ရှားမှုအဖွဲ့ဝင် ကိုအားမင်ကပြောပါရယ်။အသိပညာပေးတာတွေဆွေးနွေးတာတွေကိုအွန်လိုင်းကနေအချင်းချင်းဟောပြောခဲ့တယ်လို့မြေပြင်မှာလည်းလက်တွေ့လှုပ်ဆောင်နေပြီးအခုတစ်ခေါက်မှာတော့အသိပညာပေးဟောပြောတာအပြင်လက်ကမ်းစာဆောင်ဝေးများတာတွေကိုလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် ်စစ်ကောင်စီတပ်ကရွေးကောက်ပွဲကိုမြန်မာနိုင်ငံအနှံကစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေမှာပြုလုပ်ဖို့ပြင်ဆင်နေပြီးအခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာပြုလုပ်တော့မယ်လို့သိရပါတယ်ရှင် ကရဏီပြည်နယ်မှာစစ်ကောင်စီတပ်ရဲ့လူအခွင့်ရဲ့ချိုးဖောက်တာတွေကြောင့်အော်တိုဘားလာတလားတာအတွင်မှာပြည်သူ9ယောက်သေဆုံးခဲ့ရတယ်လို့ကရဏီလူအခွင့်ရဲ့အဖွဲ့ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသား3ယောက်နဲ့ဂျာမာခွေကြမတိရသူတယောက်သေဆုံးပြီးစစ်ကောင်စီတပ်ကတပ်ဖြတ်တဲ့အတွက်အမျိုးသား2ယောက်နဲ့အမျိုးသမီး1ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ် ကရဏီမှာစစ်ကောင်စီတပ်ကလူခွင့်ရေးချိုးဖောက်တာတွေအများကြီးလုပ်နေပြီးလင်းရင်တဲကြားနဲ့ကြောက်နေရတယ်လို့ဆစ်ဆောင်အမျိုးသမီးတယောက်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျေတာလက်နဲ့ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံကျေတာမိုင်းနေမိတာတွေကြောင့်အမျိုးသား၈ယောက်အမျိုးသမီး၄ယောက်ဆစ်ရှင်နှစ်ယောက်လူငယ်၆ယောက်နဲ့ကြာမာခွေကြမတိရသူ၃ယောက်စုစုပေါင်း၂၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ကအောက်တိုဘာလအထင်းမှာစစ်ဘေးရှောင်နဲ့ဒေသခံတွေစိုက်ပျိုးထားတဲ့စပားနဲ့စိုက်ပျိုးတိနေတွေမရှိသိမ်းနိုင်ပဲစာနေအခါပြက်လဲအောင်စပားရိမ့်မဲ့ပြည်သူတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ပြီးလက်နက်ကြီးပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့လို့သိရပါတယ်ရှင် တောင်ကိုရီးယားရောက်လာတဲ့မြန်မာလုံသားတွေကိုရိုင်းတဲ့အပြုအမုံနဲ့ခေါ်ရာမျိုးမဖြစ်ရအောင်နမေကက်ပြားတက်ပေးတော်မယ်လို့စစ်ကောင်စီတန်ယုံကအသိပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအရင်ကနိုင်ငံခြားသားအလို့သမားတွေကိုနမေတက်မခေါ်ဘဲဟေမင်းဆိုတာမျိုးခေါ်ဝေါ်တာရိုင်းတဲ့အပြုအမုံအသွင်ရောက်တဲ့အတွက်အသိရောက်မဲ့မြန်မာလုံသားတွေကိုအင်ချွန်းလေစိစိဆက်ရောက်ချိန်မှာပဲနမေကက်ပြားတွေတက်ဆင်ပေးတော်မယ်လို့အသိပေးချက်မှာဖော်ပြထားပါတယ်။ ်စစ်ကောင်စီတန်ယုံအနေနဲ့တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိလာတဲ့နိုင်ငံသားသားအလို့သမားတွေကိုလေးစိတ်တာဝန်ကျသူတွေက ခေါ်ဝေါ်တာကိုရင်ညွှန်းတာဖြစ်နိုင်ပြီးအခုလိုနမည်ကပ်ပြားတက်လို့လည်းအလုံးမဖြစ်နိုင်ဘူးလို့အဲ့ဒီနိုင်ငံရောက်မြန်မာလုံသားတယောက်ကပြောပါတယ်မြန်မာနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကို EPS အနေနဲ့အလုတ်ဆစ်လို့နေတာစေစုနဲ့တစုကြော်လာခဲ့ပြီးအခုမှစိတ်ကူပေါက်ပြီးလှုပ်တဲ့အစီအမံနဲ့ပတ်သက်လို့အဲ့ဒီနိုင်ငံရောက်လုံသားတွေကပြည့်ရည်ပြူလာရလေရှိနေပါရဲ့ရှင်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းကုန်ထုတ်လုံမှုကဏ္ဍဟာအောက်တိုဘာလမှာတိုးတက်မှုနှုန်းနှေးကွေတော့ခဲ့လို့ S&P Global ရဲ့အချက်အလက်တွေကိုကိုးကားပြီး investing.com မှာဖော်ပြပါတယ်။ကုန်ကြမ်းတဲ့အလို့သမားရှာပါမှုတွေကြောင့်ကုန်ထုတ်လုံမှုကဏ္ဍတိုးတက်မှုနှေးကွေခဲ့ပြီးမြန်မာစီးပွားရေးလုံခဲ့တဲ့အပေါ်ရှုံချီမှုဟာလည်းဆေးလအတွင်းအနေအဆုံးတော့ကျဆင်းတော့ခဲ့ပါတယ်။ ်ကုန်ထုတ်လုပ်မှုဟာကုန်ကြမ်းရှာပါမှုလို့ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာစိန်ခေါ်မှုတွေကြောင့်အကန့်အသတ်နဲ့ပဲတိုးတက်ခဲ့တဲ့အပြင်အလုံသမားရှာပါမှုပြဿနာတွေလည်းကြုံတွေ့ခဲ့ရပြီးအလုံအကန့်ခံအမ်းမှုမှာဖေဖော်ဝါရီလနောက်ပိုင်းအနှိမ့်ဆုံးအဆင့်ကိုကျဆင်းခဲ့လို့ဆိုပါတယ်စစ်တမ်းဖြည့်ဆူသူတွေရဲ့အဆိုအရတခြားနေရာတွေမှာပုံမကောင်းမွန်တဲ့ငွေကြေးအခွင့်အလဲတွေရှိနေတာဝန်ထဲတဲ့နေရပြန်ကြတာတွေကြောင့်လည်းလုပ်ငန်းရှင်တွေအနေနဲ့အလုံသမားတွေကိုထိန်းထားဖို့ခက်ခဲနေရလို့သိရပါတယ် အနာသိန်းစစ်ကောင်စီကနေဆက်ကုံတွေရဲ့အပါအဝင်ပြည်ပကအသွင်းကုံတွေကိုကန့်သက်လိုက်တာကြောင့်ပြည်တွင်းကကုံထုတ်လုံငယ်တွေအတွက် ကုံချမ်းရှာပေါမှုတွေနဲ့ကြုံတွေ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။တနင်္သာရီတိုင်းဘိမ်မြုံမှာဗုဒ္ဓဘာသာအသင်းကြီးကကြီးမှုပြီးကျင်းပတဲ့95ကြိမ်မြောက်နှစ်ကြိမ်ရှစ်စုဖရာဝေကိုကံဖြားရက်ကွယ်ဖရာ9စုခွင်မှာအော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့အထိ6ရက်တိုက်တိုင်းကျင်းပခဲ့လို့ဒေသခံတွေကပြောပါတယ်။ ။နဝေမာလ၄ရက်တဆောင်မုံလှပြညမှာတော့နကြိတ်ရှစ်စုဖရာတွေကိုပွင့်စင်အလိုက်ဖရာငါးစုခွင်းကစတင်ပြီးပြူစောထီးတွေနဲ့လုံကြုံရဲယူကမျိုးလေးကိုလစ်လေခဲလို့ဒေတာခန့်တွေကပြောပါရယ်။ဒီနေ့မှာအရင်နှစ်တွေနဲ့မတူတာကတော့စစ်ကောင်စီကတဆောင်မုံလှပြညလမ်းလျှောက်ပွဲကိုဘိတ်ကုံတိုက်ကနဲ့စီပြူးကွန်တို့အထိကမ်းနားတလျှောက်လမ်းပိတ်ပြီးတော့နဝင်ဘာလ၂ရက်နေ့ကနေ၄ရက်နေ့အထိ၃ရက်ကျင်းပခဲ့လို့ဒေတာခန့်တွေကပြောပါရယ်။ ဲ့ဒီပွဲမှာလေစကောက်စီတက်သားတွေအပါအဝင်ဖြူစော်ထီးတွင်တဲ့ရဲတွေကကန်နာတလျှောက်လုံခြုံရေးယူထားတယ်လို့ဒေတာခန်တွေကပြောပါတယ်ပေမျိုးမှာနှစ်ကြိတ်ရှစ်စုဖျားပွဲကို2019ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး2020ခုနှစ်ကနဲ့စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာဆက်လက်ရန်နာခဲ့ရပြီးတော့2023ခုနှစ်မှသာပြန်လည်ကျင်းပခဲ့တာဖြစ်တယ်လို့ဒေတာခန်တွေစီကသိရပါတယ်ရှင်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်လေသစ်ကျော်ကစစ်ကောင်းစီတက်စစ်စေးကဲကိုနိုဝင်ဘာလ၄ရက်နေ့နေ့လယ်၂နာရီအချိန်မှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဒေတာခန့်တွေစီကသိရပါတယ်။မြင်းကြံမြို့နယ်နမိုင်းလောက်သာဝေးတဲ့မြင်းကြံမြို့သားတဒါဦးမန္တလေးလမ်းမကြီးပေါ်ကစစ်ကောင်းစီတက်ကဲဟာစစ်စေးရေးကိုအကြောင်းပြပြီးဆက်ကြေးကောင်းနေတဲ့အတွက်မိနစ်၂၀နီးပါးဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဘက်က၈ရောက်တေဆုံးပြီး၈ရောက်ပြင်းထန်တရားရရှိခဲ့တာကိုမျက်မြင်တွေ့ရှိခဲ့ရပြီးတော့မြင်းကြံမျိုးခမာရဆင်ကားကနေစစ်ကူဂါကြီး၃စီးနဲ့ရောက်လာတဲ့အတွက်ပြဲဆုတ်ခရကလက်နဲ့တွေတော့မရခဲ့ဘူးလို့မြင်းကြံခရိုင်တရင်9ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူဗိုလ်တပ်ကြီးကပြောပါတယ်ပြစ်ခတ်ပြီးနောက်ပိုင်းမှာလဲပေါ်တော်လာနေတဲ့ကားတွေဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးရတဲ့ပြုလုပ်ခဲ့ပြီးကာသမားတွေနဲ့ခီးသောပြည်သူတွေကိုဖမ်းဆီးခံရတာမတွေ့ခဲ့ဘူးလို့မျက်မြင်တွေ့ရှိသူကပြောပါတယ်။မင်းကျက်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထူရာတွေပြုလုပ်နေတဲ့အတွက်စစ်ကြောင်းဥတီရလမ်းကြောင်းကဒေသခံတွေနေရွှတ်ခွန်နေကြရတယ်လို့သိရပါတယ်ရှင်။ တနင်္သာရီတိုင်းပလောမြို့နယ်အမှတ်လေရက်ကွက်ကကျောက်စုဂိတ်အနေမှာစိုက်ကင်မောင်းနေလာတဲ့အုတ်ထုတ်ရင်မှုစိုးဝင်နဲ့လုံခြုံရေးလိုက်ပါလာတဲ့စစ်မှုထမ်းတပ်သားတို့နဲ့ရောက်ပစ်ခတ်ခံရပြီးနှယောက်စလုံးနေရာမှာတေဆုံခဲလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရိုင်အမှတ်1တရင်ကနိုဝင်ဘာလ9ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။အော်တိုဘာလ23ရက်နေ့မနေ့8ရက်နေ့အချိန်လောက်ကအမှတ်လေရက်ကွက်အုတ်ထုတ်ရင်မှုစိုးဝင်မောင်းနေလာပြီးနောက်ကလုံခြုံရေးလိုက်ပါပေးတဲ့စစ်မှုထမ်းတပ်သားတို့ကိုပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်လက်နက်တချို့ ချုပ်ကိုလည်းတင်စီရမင်ခဲ့လို့ဆိုပါတယ်။အုတ်ချုပ်ရေမုံဆိုးဝေဟာစစ်ကောက်စီနဲ့အကျိုးတူပူပေါင်းလှုံ့ဆော်တာတွေအပြင်စစ်မှုထဲဥပဒေအကြောင်းပြပြီးငွေညစ်ထိန်းချောက်တာတွေရှိနေတဲ့အတွက်ရှင်းလင်းခဲ့တာလို့ဗိခရာအမှတ်တတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ပြစ်ခတ်ပြီးတဲ့အချိန်မှာစစ်ကောက်စီတပ်သားတွေကအလောင်းတွေကိုတည်ဆောင်းတော်တယ်လို့သိရပါတယ်ရှင်။ အနာသိန်းစစ်တပ်ကဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲရလကအများယုံကြည်မှုနဲ့မြမလူထုဆန္ဒကိုထင်ဟပ်စေဖို့ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်ရေးအပေါ်အခြေခံရမယ်လို့စင်ကာပူနိုင်ငံဂျာယင်ဝန်ကြီးကပြောလိုက်ပါတယ်။ စင်ကာပူနိုင်ငံဂျာယင်ဝန်ကြီး BBN ပါလာခရစ်နန်ကလွတ်တော်အတွင်းမှာစင်ကာပူနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအထူးသဖြင့်2025ခုနှစ်ကုန်ပိုင်းနဲ့2026ခုနှစ်အစောပိုင်းကာလရွေးကောက်ပွဲအတွက်ကြေညာထားတဲ့အစီအစဉ်တွေအပေါ်ဘလို့အကဲဖြတ်ထားတယ်လေဆိုတဲ့မေးမြန်းမှုအပေါ်မှာပြန်လေးဖြေကြားချိန်မှာအခုလိုပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာတော့စစ်တပ်အာဏာသိမ်းပြီးအချိန်9နှစ်နေပါကြာတဲ့အချိန်တွေဟာဆိုးရွားနေစေဖြစ်ပြီး ကျေပြတ်တဲ့ပဋိပက္ခနဲ့မတည်ငြိမ်မှုတွေဆက်လက်ရှင်းဆိုင်နေရသလိုစစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေလို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုတွေဟာတမိုင်းဝင်ပြီးနှက်ဆိုင်စွာအမြင်တွေ့နေသလိုဒီလွတ်တော်ထဲမှာအရင်ကပြောခဲ့မှုတွေအတိုင်း ခိုင်မာပြီးစစ်မှန်တဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုမြန်မာနိုင်ငံရဲ့အဓိကပါဝင်သူ အလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကတဆင့်သာရရှိနိုင်မှာဖြစ်တယ်လို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုခဲ့ပါတယ်ရှင်။ တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်ဇဝဲကျော်အုပ်စုထဲမှာတိုက်ပွဲဖြစ်ပြီးတော့ကျေးရော်လေးရော်ကထေသားခံပြည်သူတွေစစ်ဘေးရှောင်နေကြတာကြောင့်အရေးပေါ်ဆေးဝါးပစ္စည်းတွေနဲ့စားနပ်ရိက္ခာတွေလိုအပ်နေကြတယ်လို့စစ်ဘေးရှောင်ကူညီရေးအဖွဲ့နဲ့ထေသားခံပြည်သူတွေကပြောပါတယ် အောင်တော်ဘာလာ28ရက်နဲ့နေ့လယ်12နာရီဝန်းကျင်မှာဇဝေးကျော်အုပ်စုလေးမရောအနေစစ်ကောင်စီကအင်အားတရာဝန်းကျင်နဲ့တော်လည်ပူပေါင်းတပ်ဖွဲ့တွေကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပေါ်တဲ့အနီးတစ်ဝိုက်ရှိလေးမိုင်ဒူဂျို ရေခမ်းကျောင်းနဲ့ဖာနေကျော်တွေမှာနေထိုင်တဲ့ဒေသခံပြည်သူတွေနင်းဆဲရတော်တောင်နဲ့ကျော်တွေမှာရောလုံးကျွတ်စစ်ဘေးရှောင်နေကြပါတယ်။ လက်တလောမှာအရေးပေါ်စစ်ပေးဆောင်လာရတဲ့အတွက်စာနယ်ရိက္ခာတွေအပြင်တက်ကြီးရွှေအုံနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလိုအပ်နေတယ်လို့နှွေဦးမြတ်တာစစ်ပေးဆောင်အဖွဲ့ဝင်တယောက်ကပြောပါတယ်။လက်ရှိစီရဲတင်းမာနေတဲ့လေးမိုင်ဒူဂျိုကြီးရောအနည်းတစ်ဝိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လေရဲတပ်ဖွဲ့နှစ်ဖက်စလုံးကခန်းစစ်ပြင်ဆင်နေပြီးခြေကုပ်ယူထားတယ်လို့သိရကထိတွေ့တိုက်ပွဲတဲ့အချိန်မရွေးဖြစ်တော့နိုင်တယ်လို့စစ်ရဲအချိန်ကြာတင်းမာနိုင်တယ်လို့မြေပြင်မှာရှိတဲ့ဗိုလ်ခရင်တပ်ဖွဲ့တာဝန်ခံတယောက်ကပြောပါတယ်။ စစ်ပေးချောက်ကူညီရေးအဖွဲ့အားကောက်ယူထားတဲ့စင်းတဲ့အရှာအော်တိုဘာလ28ရက်နေ့ကနေ29ရက်နေ့အထိဖာနေဒူဂျိုနဲ့ရေခမ်းကျောက်ရော်တို့ကနေထွက်ပြေးလာတဲ့အင်ထောက်စု86စုနဲ့လူဦးရေ340ယောက်ရှိပြီးလေးမိုင်ကျော်ကစစ်ပေးချောက်စင်းကိုတော့မကောက်ယူထားရသေးဘူးလို့စစ်ချောက်ကူညီနေသူကပြောပါရရှင် တစောင်းမုံလှပြေနဝေမာလာ၄ရက်မနေ့ညကရန်ကုန်တိုင်းရွှေပေါကံမြောက်တကုံမင်္ဂလာတုံးနဲ့တာကေရမြို့နယ်တွေမှာပတ်တကူကောက်ရင် ထိခိုက်ထရာရရှိသူတွေရှိတယ်လို့မြို့ခံတွေစီကသိရပါတယ် မင်းညာရှင်းနိုင်ခွဲကမြောက်ဥကလာပါမြို့နယ်ရွှေပောက်ကံမြို့တည်ပကံလမ်းမကြီးစင်ဖုံကွစ်မက်တိုင်နာမှာကားပေါ်ကကျေးချတဲ့ပတ်စံကောက်ရင်အသက်9နှစ်အရွယ်ကလေးငယ်တယောက်လက်ကိုကားကျိတ်တော့ရဲ့လို့မျိုးခန့်တယောက်ကဒီပူပူကိုပြောပါရယ်မြောက်ဥဘော်တရားအစင်မှာမင်းညာ9နိုင်ခွဲကလည်းကားပေါ်ကနေကျေးချတဲ့ပတ်စံလူရင်အသက်30အရွယ်အမျိုးသားတယောက်စိုက်ကယ်အတိုက်ခံရပြီးတော့ခေါင်းကွေတော့တယ်လို့စိုက်ကယ်မောင်းသူလဲလက်ထိခိုက်တဲ့အရာရှိခဲ့တယ်လို့မျိုးခန့်တယောက်ကဒီပူပူကိုပြောပါရယ် အလားတူပဲမင်္ဂလာတုံမြို့နယ်ထောက်ကျန့်စီအနေမှာပဲတကူလိုက်ရှာတဲ့တာအမေနှစ်ယောက်ခြေထောက်နဲ့လက်တွေမှာတရားရရှိခဲ့တယ်လို့တာကေတာမြို့နယ်မှာပဲတကူကောက်ရင်အမျိုးသားတယောက်ပွန်ဝဲတရားရရှိခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်စစ်ကောင်စီအုပ်ချုပ်ရာနေပြီးတော့ပြင်းမနာမြို့မှာလည်းအသက်၅ဆအရွယ်အမျိုးသားတယောက်နဲ့အသက်၁၁နှစ်အရွယ်ကလေးငယ်တယောက်ပဲတကူကောက်ရင်ထိခိုက်တရားရရှိခဲ့တာကြောင့်စေယုံတင်ထားရပါတယ်ရှင်